Men Supranational 2025မှာ top ဝင်ဖို့ကြိုးစားနေပေမဲ့အားပေးမဲ့သူမရှိဘဲဖြစ်နေရတဲ့ Cherry Mo ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပြည်သတိအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။ Cherry Mo က Miss Universe မြန်မာ2024မှာပါဝင်ရှင်ပြိုင်ခဲ့တယ်လို့ပြည်သတိတခဲနဲ့ကြိုက်ခဲ့ရတဲ့အလမဲတယောက်လည်းဖြစ်ပါတယ်။ခန္ဓာကိုယ်ကလည်းတောင်းဖြောင်းတဲ့အပြင်အရေးချင်းပြေးဝတာမှု Cherry Mo ကိုတော့ Miss Supranational 2025မှာပြင်ပိုင်ဖို့အတွက်ကိုရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ Miss Supranational 2024မှာဒီကဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးတော့ပြည်သတိကလည်းတခဲနဲ့အားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ top 10နဲ့တော့ဝင်ရောက်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်မို့ cherry mo က top ဝင်ဖို့အတွက်ကိုအားကျမတဲ့နဲ့ရှင်တန်းနေတာပါ။ပွဲကိုမသွားခင်3လလောက်ကလေးကလိုအပ်တာအားလုံးကိုပြင်ဆင်နေကြရလဲဖြစ်ပါတယ်။ cherry mo ကပြိုင်ပွဲကိုအပျော်သွားပြိုင်တာမဟုတ်ပဲနဲ့စိတ်နစ်ပြီးတော့ရှင်ပြိုင်နေကြတာပါ။လိုအပ်တဲ့အရေးချင်းအားလုံးကိုလည်းဖြည့်ပြီးတော့မှသွားပြီးတော့ပြိုင်တာဖြစ်ပါတယ်။ cherry mo ရဲ့အရေးချင်းနဲ့ဆိုရင်တော့ တော့ဝင်နိုင်ဖို့အလားအလာများလို့နေတာဖြစ်ပါတယ်။ဒါပေမဲ့ Cherry Moe ကဆန်းမကောင်းတာကြောင့်အပိမဲ့သူမရှိပဲဖြစ်နေတာပါ။လက်ရှိမှာပြိုင်ပွဲပြိုင်ဖို့နိုင်ငံသားကိုထွက်သွားပြီးတော့ပြိုင်နေတဲ့သူတွေကများပါမယ်လေ။သူမကိုသိပြီးတော့အလေးမထားကြဘူး။သူကလွင်ရေးချက်ထားတဲ့မြင့်မြတ်မိုးရဲ့ခြေပြားလောက်တောင်မှလူစိတ်ဝင်စားမှုမရရှိနေဘူးဖြစ်ပါတယ်။မြင့်မြတ်မိုးကဆနလာပိုင်းမှာသွားပြိုင်ရမှာဖြစ်ပေမဲ့အခုကတည်းကကိုပရိသတ်တွေကတခဲနဲ့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ Cherry Moe ကတော့လက်ရှိမှာသွားပြိုင်နေပြီဖြစ်တာကြောင့် ့ပံပိုးပေးမဲ့သူမရှိပဲဖြစ်နေတာပါဒါပေမဲ့ Cherry Mo ကလည်းအာမငယ်တယ်လို့အားလည်းမလျှော့ပါဘူးဒီမအနေနဲ့ Miss Supranational 2025မှာ top ဝင်ဖို့အထီကိုမျှော်လင့်ထားတာဖြစ်ပါတယ်အရေးချင်းတွေကို owner တွေမြင်အောင်တစ်မျိုးပြီးတစ်မျိုးနဲ့ခြားပြလို့နေတာဖြစ်ပါတယ် ချေမိုရဲ့အားသာချက်ကကက်ဝေါ်ကိုလလပပနဲ့ပိုင်ပန်နိုင်ရှောက်တက်တာဖြစ်ပါရင်သူရဲ့အသေးသက်လာပါတဲ့ကက်ဝေါ်ကပြိုင်ပွဲမှာနေရာတစ်ခုအထီကိုရဖို့တည်ကြနေပါပြီ။ Miss Supranational ပြိုင်ပွဲမှာမြန်မာအလမေရီကနေရာရရှိတယ်လို့ top လဲအမြဲလိုလိုဝင်တတ်ပါတယ်။ရှေ့မှာရှင်ပြိုင်ခဲ့တဲ့ senior အလမေရီဆိုရင်လည်း ပွဲမှာနေရာတော်တော်လေးကိုရရှိခဲ့ကြတာပါ Miss Supernation 2013မှာခင်ဝင်ဝါသွားရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးတော့ Top 20အထိဝင်နိုင်ခဲ့ပါတယ် Best Evening Gown Miss Internet Top 3 Women of Substance ကိုရရှိခဲ့တာဖြစ်ပါတယ်2014ခုနှစ်မှာ Hanty က Top 10အထိပါဝင်ခဲ့ပြီးတော့ Queen of Asia and Oceania Miss Internet Suri ကိုပါရရှိခဲ့ပါတယ်2015ခုနှစ်မှာ Elbaung တို့က top 20 2016ခုနှစ်မှာဆွေစဉ်ထက်က top 10တို့ကိုရရှိခဲ့တာဖြစ်ပါတယ်။ရှေးရစီနီယာအလှမယ်တွေက top 9စီဝင်ခဲ့တာမို့ cherry moon နေကလည်းအရန်ကိုကြိုးစားရမှာဖြစ်ပါတယ်။လာမယ့်ရက်အတွင်းမှာ runway model round နေနဲ့ပြိုင်ပွဲတွေကိုစပြန်ရတော့မှာဖြစ်ပါတယ်။ပြိုင်ပွဲဟာတလားကြာရှင်ပြိုင်ရမှာဖြစ်တဲ့အတွက်နောက်ရက်တွေမှာ cherry moon တယောက်အပြာဆုံးဖြစ်နေမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ cherry moon ကလက်ရှိမှာ ိုင်ငံကပြိုင်ပွဲဝင်နေတဲ့တဲ့အောင်ပေါင်းတင်ပြီးတော့ပေါင်းတင်ဆက်ဆံရေးခေါင်းဆောင်ကိုလည်းချပြလို့နေရပါဖြစ်ပါတယ်။ပရိသတ်ကြီးရော Miss Supernational 2025မှာရှင်ပြိုင်နေတဲ့ Cherry Mo ကိုအဘိမာလားဆိုတာကောင်းမလေးရဲ့မှာပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။